မကျော်ဘဲနဲ့ကြည့်ပြပါဒီတင်နာခါမှာတေချာစနစ်တကြားနဲ့နေရာနေရဖြစ်ဖြစ်လေးတော့မှာဖြစ်ပါရဲ့တကူကိုလေးလိုက်နေမှာမြန်ကျင်လို့မရပါဘူးဂျပန်စာဆိုတာလည်းမြန်ကျင်လို့မရပါဘူးဂျပန်စာကလွယ်ပါတယ်တေချာလုပ်ရင်လွယ်ပါတယ်ဒါပေမဲ့ အာဆက်စီကဘလောက်ပဲတင်ပြတင်ပြပေါ့နော်ဗီဒီယိုလေးမှာဘလောက်ထိပဲပြပြောဘလောက်ထိပဲတင်ပြတင်ပြကိုကကိုကလှုပ်ချင်တဲ့စိတ်တခုတော့ရှိရပါမယ်ချန်နယ်ဟာရအားလုံးကတော့ဆန်စီကတေချာလေးတင်ပြပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဆန်စီကနေပြီးတော့မှတေချာတင်ပြပေးမယ်ကိုဘက်ကစူးစမ်းမှုရှိရမယ်နောက်ပြီးတော့လှုပ်ချင်တဲ့စိတ်ရှိရမယ်ပေါ့နော်အဲ့အဲ့ဒါမှသာဒီ unfit can ကြီးကိုလည်းတက်မြောက်ပါပါဒီ ဆက်စရဆက်စရဗီဒီယိုကိုထိုင်ကြည့်ပြီးတော့ကိုပေါ့ లై မလုပ်ဘူးဆိုရင်လည်းတက်မြောက်မှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့အာဆက်စရတခုပြောစင်တာကဆက်စရဗီဒီယိုလေးကိုလည်းကြည့်ပါကိုကလည်းနောက်ကလိုက်လုပ်ပေးပါအဲ့ဆိုရင်တော့ဒီပေါ့နော် R5 Kanji Lesson ပညာဌာနတင်ကြားမှုခရီးစဉ်ကအဆင်ပြေဆုံးဖြစ်သွားမှာပါဟုတ်ကဲ့ပါဆက်စိတ်ဒီနေ့ပြောချင်တာလေးတော့ဒီလောက်ပါပဲဒီနေ့ဘာတင်ကဘာတင်ခဲ့ရလဲဆိုတာကိုပြန်ပြောပြပါမယ်ဒီနေ့ အာဆက်စစ်တင်ခဲ့တာပေါ့တင်ခဲ့တာကပေါ့နော်အဲ and five can't you lesson ရဲ့ပညာဌာန unit 1ကိုတင်ခဲ့ရဖြစ်ပါတယ်ဒီပေါ့နော်ဆက်စစ်ရဲ့ဒီဗီဒီယိုလေးကိုဒီချူမာရောဖစ်ဖုန်းမာရောဆက်စစ်ရဲ့ TikTok မှာပါတင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့ဆက်စစ်ရဲ့ YouTube တွေ Facebook တွေ TikTok တွေကို subscribe လုပ်ရတည်ဘူး follow လုပ်ရတည်ဘူးအဲဆိုရင်လည်းလုတ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီလိုမျိုး ပညာဒါနများစွာကိုမျှဝေပေးနေရမှုလို့ဆန်းစေးရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးရှင်။ Okay ပါအဲ့ဒါဆိုရင်တော့ဒီနေ့သင်ခဲ့ဒါလေးကတော့ဒီလောက်ပါပဲ။နောက်ထပ် lesson တွေမှာပြန်တွေ့ပါအောင်မယ်။ဒီ N5 Kanji lesson ပညာဒါနလေးကိုလည်းအဆင်ပြေပြေနဲ့ပြီးဆုံးသွားအောင်တရားတက်တက်အဲတရားထိထိအောင်ချီရောင်းနဲ့တမြောက်အောင်တင် जा ပြီးမှဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အားလုံးပဲအဆုံးထိ အဲလိုက်ပြီးတော့လေ့လာပေးကြပါဦးเนาะ Okay ပါဆိုတော့ဒီနေ့ပညာတနာလေးကတော့ဒီလောက်ပါပဲနောက်ထပ် lesson ဒီမှာပြန်တွေ့ပါအောင်မယ် Bye bye sayonara arigato gozaimasu